ကျွန်တော်တို့ရင်းကုန်ပြောရှင်တာရော့ဘီရင်ကိုစစ်စပ်မပြကြည့်ယူအားပေးကြတဲ့ပြည်တွင်းပြည်ပရဲဝေးရဲ့နေရာမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာတော့ဗမင်းသင်ကပညာပေးခဲ့တဲ့လက္ခဏာအမူပညာရက်မှာမှအဲလက္ခဏာတစ်ခုကိုကျွန်တော်တို့အမှတ်အသားတစ်ခုလမ်းညွှန်မှာဖြစ်ပါတယ်အပတ်စဉ်တိုင်းအဲလက္ခဏာပညာနဲ့ပတ်သက်လို့ဘုဒ္ဓရာအောင်လက်တွေ့အသုံးချနိုင်အောင်ဟုတ်လားစမ်းစစ်ချိန်ဆနိုင်အောင်ကျွန်တော်တို့ပညာဒါနအဖြစ်လမ်းညွှန်မျှဝေပေးနေပါတယ်အပတ်စဉ်တိုင်းမှာဗီဒီယိုတွေအများကြီးဖြစ်နေပါပြီเนาะ အဲ့တော့ဝင်ပြီးတော့ကြည့်ရှုပြီးတော့လေ့လာလို့ရပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟလာတောက်ကြဂျူကုန်အတွင်းမှာစက်ဝိုင်းလေးပေါ့ရှိနေတယ်ဆိုရင်မကောင်းပါဘူးနော်အဲ့တော့အခုပြပါမယ်အဲ့တော့အခုပြရတယ်လို့ပါပဲအဲ့တော့လက်မရဲ့အောက်ပေါ့နော်လက်မရဲ့အောက်အခုပြတဲ့စက်ဝိုင်းလေးနော်လက်မရဲ့အောက်မှာ တော့လက်မရဲ့အောက်တောက်ကြဂျူကိုအတွင်းထဲမှာဘူးလို့စောက်ဝိုင်းလေးရှိနေတယ်ဆိုရင်မကောင်းပါဘူးเนาะအဲ့ဒါဂဲအီလို့ရှိနေဘာတွေအကျိုးသက်ရောက်လဲဘာအတိတ်ပဲလဲဘလို့သဘောတရားတွေလဲဆိုရင်တော့သူတစ်ပါးရဲ့လက်နက်နဲ့သူတစ်ပါးရဲ့လက်ချက်နဲ့တည်ဆုံးကွယ်လွန်တတ်တဲ့ဥပတ်ရောက်တတ်တဲ့အမှတ်သားဖြစ်ပါတယ်အဲ့တော့ဓာတ်နဲ့အထူးခံရာတို့သူမွေတခုခုသောလက်နက်တခုခုနဲ့ဟာလား အတ္တခန္ဓာတို့သို့မဟုတ်ခယံလက်နက်မိကြောက်တနတ်စသဖြင့်ဒါမျိုးတွေနဲ့ဟလာထိခိုက်ပြီးတော့သူတစ်ပါးလက်ချက်နဲ့ကွယ်လွန်နှိမ့်စရောက်တဲ့တည်ဆုံးတတ်တဲ့အမှတ်သားဖြစ်ပါတယ်အဲ့တော့ဒီမြင်းဒီဆက်ဝိုင်းဟာလုံးဝမကောင်းပါဘူးအဲ့တော့ကိုယ်မှာရှိနေရင်သို့မဟုတ်ကိုယ်နဲ့နှိမ့်စရာမိတ်ဆွေတွေအပေါင်းအသင်းတွေဆွေမျိုးတွေမှာဒီလိုမြင်းကြောက်မျိုးဒီလိုဆက်ဝိုင်းမျိုးဒီလိုဆက်ဝိုင်းမျိုးရှိနေတယ်ဆိုရင် မကောင်းပါဘူးเนาะတတိတာဂင်းဆိုင်ဖို့ လိုပါတယ်အရန်ထိတ်ဖို့လမ်းမှုကြောက်ဖို့တော့မဟုတ်ပါဘူးသတိထားဂရုစိုက်ရင်လွတ်နိုင်ပါတယ်အဲ့တော့ဒီစဝိုင်းဟုတ်တယ်ပါနေပြီဆိုရင်တော့အဲဒါကိုတွတ်တင်းရှောင်ရှားကာဝယ်နိုင်မှုသတိထားနိုင်မှုအတွက်အဲကျွန်တော်တို့လမ်းညွန်ပြောပြနေတာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒီစဝိုင်းပါလာပြီအဲ့တော့အဲ့ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုကာဝယ်မလဲဆိုရင်တော့အဲ့ဒီစဝိုင်းလေးကိုဟလာတခြားကိုယ့်ရဲ့လက်တစ်ဖက်နဲ့အตาရာလေးပုတ်ပြီးတော့တရဏဂုံသုံးပါသုံးမွင့်တမုတ်တွေကာရာ နှိမ့်စင်ရွတ်ပွားများများပေါ့နော်အားရအားသလိုနော်အသာလေးပုတ်သက်ပြီးတော့တမုတ်တွေတရဏုံသုံးပါးကိုရွတ်ဖတ်ပြီးမယ်နှိမ့်စင်အဲ့လိုမျိုးလေးများများလေးအချိန်များများလေးရွတ်ဖတ်ပုတ်သက်ပြီးမယ်ဆိုရင်ဒီအမှတ်သားကပျောက်သွားပါတယ်ပျောက်သွားပြီးတော့ဆန္ဒလိုဘေးဥပါကနေကင်းဝေးလွတ်မြောက်စေပါတယ်ဒါလေးကိုဒီတစ်ပတ်အတွက်အဲကျွန်တော်တို့လမ်းညွှန်မျှဝေတာဖြစ်ပါတယ်အဲ့တော့အခုလိုပေါ့မကောင်းသောသူတစ်ပါးရဲ့လက်ချက်နဲ့ဥပတ်ဘေးကနေပြီးတော့ နော်ဟလာဓာလန်လက်နက်စတဲ့ဒီလိုဥပတ်ဘေးတွေကနေနော်လွတ်မြောက်နိုင်ကြပါစေနော်မကောင်းသောဟလာတည်ဆုံးကွယ်လွန်ခြင်းတွေကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်ဗျာ